မင်္ဂလာပါရှင်။ဗမာခိတဲ့တရင်ဌာနဤထိတ်တန်းတရင်များကိုတင်ဆက်ပေးပါရမရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရွှေကုတ်ကိုကြားဖြတ်လောင်ကစားမျိုးတစ်ကိုထူထောင်သူစစ်တပ်လောက်ခံ BGF စောချစ်သူဤကိုကိုွက်ရာနိုင်ငံတကာရာဇဝတ်တရက်ခံကြားဖြတ်ကောင်းဆောင်ရှီချင်းကျန်းကိုထိုင်းကရပ်ပေါင်း90တရုတ်တို့လွှဲတော်မူဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနယ်စပ်တွင်ရွှေကုတ်ကိုကြားဖြတ်လောင်ကစားမြို့တစ်ကိုထူထောင်သူလည်းဖြစ်စစ်တလအောက်ခံခရင်နေချာဆောင်တပ် PGF ကောင်းဆောင်စောချစ်သူဤကိုကိုရလည်းဖြစ်သောနိုင်ငံတကာရာဇဝတ်တရက်ခံကြားဖြတ်ကောင်းဆောင် ရှီကျင်ကျန်းကိုထိုင်းကရပ်ပေါင်း90တရုတ်နိုင်ငံသို့လွှဲပြောင်းတော်မူဖြစ်ပါသည်။ရမန်နေနိုဝင်ဘာလ10ရက်နေ့ထိုင်းနိုင်ငံရှိအယူကန်တရားရုံးကနိုင်ငံတကာရာဇဝတ်မှုများအပါအဝင်အွန်လိုင်းလောင်ကစားလုပ်ငန်း200ကျော်ကိုတရားမဝင်လုပ်ကင်ခဲ့သောကြားဖြတ်ငွေလိမ်ခိုင်းညာဤအဓိကကောင်းဆောင်ရှီချင်းကျန်းကို တရုတ်နိုင်ငံတို့လွှဲပြောင်းဖေးရန်ကိစ္စကိုအတည်ပြုဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီးရပ်ပေါင်း90အတွင်းတရုတ်နိုင်ငံတို့လွှဲပြောင်းမည်ဖြစ်ပါတယ်။တရုတ်နှင့်ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူထားသောရာဇဝတ်တရက်ခန်းရှီဂျင်ကျန်းကိုတရုတ်နိုင်ငံကလောင်ကစားမှုများကြားဖြတ်ငွေလိမ်မှုများဖြင့်အလိုရှိနေခြင်းဖြစ်ပါတယ်။ရှီဂျင်ကျန်းမှာတရုတ်ရွန်ငွေ2895ဘီလီယံ၊ထိုင်းဘတ်7.6ထရီလီယံခန့်ကျော်လွန်သောကာစီနိုဝက်ဘ်ဆိုက်139ခုထပ်မံတီထောင်စီမံခန့်ခွဲရန်အမိန့်ပေးခဲ့သူဖြစ်ပြီး တရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားသည့်လိမ့်လည်မှုများအတွက်အဓိကတာဝန်ရှိသူအဖြစ်တရုတ်အစိုးရကအလိုရှိနေခြင်းဖြစ်ပါတယ်။သူကို2022ခုနှစ်ဩဂုတ်လတွင်ထိုင်းနိုင်ငံဘန်ကောက်မြို့အတွင်ထိုင်းအစိုးရကဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပါတယ်။2022ခုနှစ်နိုဝင်ဘာလတွင်၎င်းတို့တရုတ်နိုင်ငံသို့လွှဲပြောင်းပေးအပ်ရန်တရုတ် ကတောင်းဆိုခဲ့ပြီး2025ခုနှစ်အောက်တိုဘာလ22ရက်နေ့၎င်းကိုလွှဲပြောင်းပေးရန်ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကအတည်ပြုခဲ့ပါတယ်။ 1993ခုနှစ်ထိုင်းနိုင်ငံနှင့်တရုတ်ပြည်သူသမ္မတနိုင်ငံတို့အကြားတရားခံလွှဲပြောင်းပေးအပ်ရေးစာချုပ်အရာလွှဲပြောင်းပေးအပ်ခြင်းကိုဆောင်ရွက်နေခြင်းဖြစ်ပါသည်။ရှင်းမှုသည်နိုင်ငံဖြတ်ကျော်မှုကင်းများကိုဂိုင်းတွဲဖြည့်ရှင်းရာတွင်ထိုင်းနှင့်တရုတ်အာဏာပိုင်များအကြားဒီကက်စွာပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။၎င်းကိုလွှဲပြောင်းပေးရန်ထိုင်းအစိုးရနှင့်တရုတ်အစိုးရတို့အကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ကမ္ဘောဒီးယားနိုင်ငံသားဖြစ်သောတရုတ်နိုင်ငံသားရှီကျင်ချန်သည် call center နဲ့လောင်းကစားလုပ်ငန်းများအတွက်ကမ္ဘောဒီးယားနိုင်ငံနဲ့မြန်မာနိုင်ငံတွင်ကြားဖြတ်စီမံကိန်းမျိုးသစ်အကောင့်ထည့်ဖော်ခဲ့သူဖြစ်သည် BGF ကောင်းဆောင်စောချစ်သူကရှီကျင်ချန်လွမြောက်ရေးအတွက်စူတောင်းဘွဲကိုရွှေကုတ်ကိုတွင်2024ခုနှစ်ဩဂုတ်လ17ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပြီး၎င်းကိုယ်တိုင်တက်ရောက်ဝတ်ပြုစူတောင်းခဲ့သည်လောင်းကစားငွေလိမ်လုပ်ငန်းများကြောင့်နာမည်ပြက်နေသောတရုတ်လူမျိုးလုပ်ငန်းရှင်ရှိချင်းချမ်းဘေးကင်းရန်နှင့်ကျမ်းမာရန်ခရင်နေချားဆောင်တဲ့ PGF ကောင်းဆောင်စောချစ်သူက၎င်း၏ထိန်ချုပ်နယ်မြေရွှေကုတ်ကိုတွင် လူရနဲ့ချီပါဝင်သည့်အခမ်းအနားပြုလုပ်ပြီးစူတောင်းပေးခဲ့ကြသည်ဆက်လက်ပြီး KIO KIA နှင့်အချမ်းဖတ်စစ်တပ်အကြအပြည့်ရရေးဆွေးနွေးရန်ရှိနေသည်ဆိုသောသတင်းများကိုဗိုလ်မှူးကြီးတော်ဘူးညင်းဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခရီးပြည်နယ်တွင်မြို့နယ်အများစုကိုတိုက်ခိုက်သိမ်းပိုက်လျက်ရှိသော KIO KIA နှင့်အချမ်းဖတ်စစ်တပ်အကြအပြည့်ရရေးဆွေးနွေးရန်ရှိနေသည်ဆိုသောသတင်းများကို KIO KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးတော်ဘူးကညင်းဆိုလိုက်ပါတယ် ရှမန်နေ့သတင်းဌာနက KIO KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကိုတည်တပ်ဆက်သွယ်မေးမြန်းစဉ်ဗိုလ်မှူးကြီးနော်ဘူးကရင်းခဲ့သို့ဖြေဆိုခြင်းဖြစ်ပါတယ်။အကြံဖတ်စစ်တပ်လော်ဘီများနှင့်စစ်တပ်အတိုင်းဝိုင်းကအော်တိုဘာလနှောင်းပိုင်းမှစ၍ KIO KIA နှင့်အကြံဖတ်စစ်တပ်တို့အကြားအပြည့်ရရေးတရုတ်နိုင်ငံ၏ကမာကထပြုမှုဖြင့်တွေ့ဆုံဆွေးနွေးရန်လှုံ့ဆော်နေပြီဖြစ်ကြောင်းနေရာကိုရွေးချယ်နေပြီဖြစ်ကြောင်းအစရှိသောသတင်းများကို Telegram Channel များလူမှုကွန်ရက်များမှတက်ဆင်အလုံးအရင်ဖြင့်တစ်ချိန်တည်းတစ်ပြိုင်နက်တည်းအကြီးအကျယ်ထုတ်လွှင့်ခဲ့ကြခြင်းဖြစ်ပါသည် အဆိုပါသတင်းများနှင့်ပတ်သက်၍သတင်းဌာနကပုံမူကြီးနော်ဘူးကိုမေးမြန်းရာ၎င်းကကျွန်တော်အနေနဲ့အထွေအထူးပြောစရာမရှိပါဘူးကျွန်တော်တို့ဗဟုကောမဒီကလည်းဆွေးနွေးပွဲဆိုတာနဲ့ပတ်သက်လို့ညွှန်ကြားတာလည်းမရှိပါဘူးခရစ်စုံဆွေးနွေးပွဲလုပ်နေတယ်လို့ကျွန်တော်ကြားလည်းမကြားပါဘူးဟုပြန်လည်ဖြေဆိုခဲ့ပါတယ်လက်ရှိတွင် KIA နဲ့စစ်တဲအကြာဗမော်မြို့နယ်ဖားကန်းမြို့နယ်အပါဝင်ကချင်ပြည်နယ်အတွင်းမြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီးအထူးသဖြင့်ဗမော်တိုက်ပွဲမှလည်းနေ့စဉ်ဖြစ်ပွားလျက်ရှိနေဆဲဖြစ်ကြောင်း KIA သတင်းရင်းမြစ်များထံမှသိရပါဗျ ဖြူမြို့နယ်မကြီးကုန်းတောင်ရွာသို့ဘုံလာကျဲသည့်စစ်တပ်၏ဂျိုင်ရိုကော့ပတာရဟတ်ယာဉ်တစ်စင်းပြတ်ကျပြီးမောင်းနှင်သူစစ်သား၂ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းဖြူမြို့နယ်မကြီးကုန်းတောင်ရွာကိုဘုံလာကျဲသည့်စစ်တပ်၏ဂျိုင်ရိုကော့ပတာရဟတ်ယာဉ်တစ်စင်းပြတ်ကျပြီးမောင်နှင်သူစစ်သား၂ဦးသေဆုံးခဲ့ကြောင်းပဲခူးတိုင်းစစ်ဌာန၏ထုတ်ပြန်ချက်နှင့်ဒေသခံပြည်သူများ၏သတင်းဌာနသို့ပြောဆိုကြမ်းများရသိရပါသည်။ ယနေ့နိုဝင်ဘာ6ရက်နေ့နနက်7:55မိနစ်ခန့်တွင်ဖြူမြို့နယ်မကြီးကုန်းတောင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်တပ်မုံမြို့အခြေဆိုင်ခမာယ990တရင်က120မမလက်နက်ကြီးအသေးခံချုံများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထို့နောက်ယနေ့မွန်းလွဲ့တနအီ30မိနစ်ခန့်တွင်အကြံဖက်စစ်တပ်၏ဂျိုင်ရိုကော့ပတာနှက်စီးသည့်မကြီးကုန်းတောင်ရွာရှိနေအိမ်များကိုဘုံနှလုံးထက်မှန်ကျဲချတိုက်ခိုက်ခဲ့ကြောင်း ထိုးတိုက်ခိုက်မှုများအတွင် မကြီးတောင်ရွာသာအသက်55နှစ်အရွယ်ဦးမောင်ငယ်ဘိုက်ပွင့်ထွက်ထံရဖြင့်ထိဆုံးခဲ့ပြီးနေအိမ်6လုံးပျက်စီးခဲ့ကြောင်းသိရပါတယ်။ရှင်းတို့ဘုံကျဲတိုက်ခိုက်ပြီးနောက်အချမ်းဖတ်စစ်တိတ်ဂျိုင်းရိုကော့ပတာတစီးသည်ပကတ်ခင်ရွာနှင့်တကွန်တိုင်ရွာအကြားတွင်ပြတ်ကျခဲ့ပြီးမောင်းနှင်သူစစ်သား2ဦးထိဆုံးခဲ့ကြောင်းသိရပါတယ်။ဖြူးမြို့နယ်ဘက်ကိုဘုံလာကျဲပြီးအပြန်မှာဂျိုင်းရိုကော့ပတာတစီးကပကတ်ခင်ရွာနှင့်တကွန်တိုင်ရွာအကြားမှာပြတ်ကျတာမောင်းနှင်လာတဲ့စစ်ခွေးနှစ်ကောင်ထိဆုံးနေတယ်။ စစ်ခွေးတွေပုံကျဲသွားတာလည်းပြည်သူတအုပ်သေးဆုံးနေဟုဒေသခံပြည်သူတအုပ်ကပြောဆိုပါတယ်။ဆက်လက်ပြီးအာနာရှင်မင်းအောင်လိုင်ကိုလက်နက်ကင်တိုက်ဖြိုချအမြင့်ဖြတ်မှအတိုင်းပြည်တိဆောက်နိုင်ပြီဖြစ်ပြီးတခွေတဲ့ဖြစ်လို့မရဟု DNLA ပို့ချုပ်တာပုံးကျော်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်အာနာရှင်မြောင်းလိုက်ကိုလက်နက်ကင်တိုက်ဖြိုချအမြင့်ဖြတ်မှတိုင်းပြည်တိဆောက်နိုင်ပြီဖြစ်ပြီးတခွေတဲ့ဖြစ်လို့မရကြောင်းတအောင် TNLA ဘို့ချုပ်တာပုံးကျော်ကပြောဆိုပါရယ် အော်တိုဘာလာထုတ်ဝေသော TNL သတင်းနှင့်ပြန်ကြားရေးဌာနဤစာဆောင်အတွင် TNL မှဗိုလ်ချုပ်တာဘုံကျော်ဤမိန့်ခွန်းကိုဖော်ပြချကရှင်းမိန့်ခွန်းတွင် TN Law Academy ကျောင်းစင်ပွဲတွင်ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ထို့ရာတွင်ယင်းကျောင်းစင်ပွဲကိုမိသည့်အချိန်ကပြုလုပ်ခဲ့သည်ကိုဖော်ပြထားခြင်းမရှိပေ။ဗိုလ်ချုပ်တာဘုံကျော်က2029စစ်စစ်ရေးအတွက်ရလဒ်အဖြစ်မျိုးများတင်နိုင်ခဲ့ကြောင်းမင်းအောင်လိုင်ကိုရိုးရိုးဆန္ဒပြုရုံဖြင့်မြန်မာနိုင်ငံကိုတည်ဆောက်ရေးနှင့်မင်းအောင်လိုင်ပြုတ်ကြရေးမဖြစ်နိုင်ကြောင်း လက်ရှိတွင်မေအောင်လိုင်းကိုလက်နက်ကင်တိုက်ပြီးဖြိုချယုံသာရှိကြောင်းအာနာရှင်အမြင့်ဖြတ်ပြီးမှတိုင်းပြည်တိဆောက်ပြေရမည်ဖြစ်ကြောင်းပြောပါရယ်2029ခုနှစ် operation ကိုအကောင့်ထဲပေါ်တဲ့အချိန်မှာခုလိုရလက်တွေကတမျိုးပြီးတမျိုးသိမ့်နိုင်တယ်။ဒါကြောင့်မေအောင်လိုင်းကိုကျွန်တော်တို့ရိုးရိုးဆန္ဒပြယုံနေမေအောင်လိုင်းပြုတ်ချဖို့မြန်မာနိုင်ငံကိုတိဆောက်ဖို့ရိုးရိုးဆန္ဒပြယုံနေတော့လန့်သွားမယ်မထင်ပြီးတော့တွဲဆောင်ဆွေးနွေးငင်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ညီလာခံတွေလုပ်ခဲ့တယ်။ ခုတော့အလုံးရှင်းကုန်ပြီဒီကောင်ကိုလက်နက်ကင်တိုက်ပြီးဖြိုချယုံမဲ့ရှိတော့တယ်အလုံးဘေးလန့်စ်လုံးမှာပဲအနာရှင်အမြင့်ဖြတ်တိုင်းပြည်တိဆောက်လို့ရမယ်ဘယ်အချိန်အထိကြာမလဲကျွန်တော်တို့ပြောမရဘူးမဖြစ်နိုင်ဘူးလားမေးရင်တော့ကျွန်တော်တို့ဖြစ်နိုင်အောင်ကြိုးစားမယ်ကျွန်တော်တို့အားထည့်မယ်တဖွဲ့တည်းဖြစ်အောင်လုပ်လို့မရဘူးဟုဘိုးချုပ်တာပုံကျော်ကဆိုပါတယ် TNL အနေဖြင့် NUG PDF များနှင့်ချိတ်ဆက်အလုပ်လုပ်ခဲ့ပြီးရွေးဦးဒေါ်လာရင်းနှင်းလဲချိတ်ဆက်ခဲ့ကြောင်းရှင်းပြင် TMB TCSO ကဲ့သို့သောတအောင် CSO များနှင့်ပူးပေါင်း၍ TPCC တအောင်မြို့သားတိုင်းပင်ခံကောင်စီကိုလည်းဖွဲ့စည်းခဲ့ကြောင်း၎င်းကဆိုပါတယ်စစ်အာဏာရှင်မြောက်လိုက်ကိုဝိုင်းတိုင်ရင်ဖြင့်တစ်ဖက်တွင်လည်းတင်ပိုက်ထားသောဒေသများတွင်အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးကာကွယ်ရေးများကိုပြင်ဆင်သွားရမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်မြောက်လိုက်ကိုကြောက်အောင်ဝိုင်းတိုင်ရမယ်ဒါပေမဲ့ အဲ့ဒီလိုဝိုင်းတိုက်ကြိုးစားနေတဲ့အချိန်မှာငါတို့ရဲ့ society ငါတို့ရဲ့ဒေါသကိုငါတို့အတက်နိုင်ဆုံးတော့ justice ready ဖြစ်အောင်ကြိုးစားရမယ်။ငါတို့စီမံအုပ်ချုပ်နေတဲ့အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးကာကွယ်ရေးကအစားအတက်နိုင်ဆုံးတော့ငါတို့လိုချင်တဲ့ပုံစံဖြစ်အောင်တည်ဆောက်မယ်ဟုဘိုးချုပ်တောင်ဖုံးကျော်ကဆိုပါတယ်။ရှိခုအခါတွင်မူတရုတ်ဤဂျောင်းဝင်စစ်စမှုဖြင့်အော်တိုဘာလ29ရက်နေ့မှစတင်ပြီး TNLA ကအကြံဖတ်စစ်တပ်နှင့်အပြစ်ရဲဆဲလိုက်ပြီးမိုးကုန်းနှင့်မိုးမိတ်မြို့များမှပြန်လည်ဆုတ်ခွာရန်လေသဘောတူညီထားပြီးဖြစ်ပါသည်။